ငင်းငင်းရင်လိုလားတဲ့ပြည်သူတွေအဖွဲ့အစည်းတွေစုပေါင်းပြီးလာမယ့်ဖေဖော်ဝါရီလ၄ရက်နေ့မှာငင်းငင်းရင်လူထုလှုပ်ရှားမှုတခုလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ဇန်နဝါရီလ၁၂ရက်နေ့မနေ့ညနေပိုင်းကရန်ကုန်တက္ကသိုလ်ကျောင်းဝင်ဦးချင်မောင်လက်ဖက်ရည်ဆိုင်မှာလူထုစီဝေးတခုကျင်းပခဲ့ပြီးအဲ့ဒီစီဝေးကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကနေလူထုလှုပ်ရှားမှုအတွက်ရည်ရွယ်ချက်တချို့ချမှတ်ခဲ့ပါတယ်။ချမခဲ့တဲ့ရည်ရွယ်ချက် ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးမအီအီမိုးကအခုလိုပြောပါတယ်။အဲ့တော့ကျောင်းသားလူ အခုလောက်ကြမယ်ဆိုပြီးတော့စာစနာရဲ့စိတ်နဲ့ရောက်နေပြီလေဟိုမှရှိနေတဲ့လူငယ်တွေရောနောက်ပေါ်ရှိနေတဲ့လူငယ်တွေလာတယ်ပေါ့နော်ဆိုတော့သူတို့တွေကနေပြီးတော့မှာလာပြီးဆင်းနေကြတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဆုံးဖြတ်ချက်တချို့လည်းကြတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့ဒီရွယ်ချက်ပေါ့ဆိုတော့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကြီးဟိုလူဝင်စစ်နှုံးကြီးကိုချော့ချရေးနောက်ရလို့ရှိရင်ကျွန်တော်တို့ဒီ အဲစေဘေးတင်ဒုက္ခတင်ပေါ့နော်စေဘေးတင်ပြည်သူတွေကိုခင်ဗျာခွင့်ရရှိရေးပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီတက်မတော်ကနေပြီးတော့စတင်ပြီးတော့တနိုင်ငံလုံးအပြစ်ခံရက်စဲရေးစတင်တင်ပြပေးဖို့ဆိုရယ်ဆုံးဖြတ်ချက်တွေကျွန်တော်တို့ရရယ်ပြီးွားတော့ဒီကျွန်တော်တို့ဘန်နာအင်းနဲ့ပတ်သက်ပြီးတော့လည်းဆုံးဖြတ်ချက်တချို့ကြရယ်ဆိုတော့ကျွန်တော်တို့အနုငွေကောက်မယ်အဖွဲ့အစည်းတိုင်းယူတာကျွန်တော်တို့လက်ခံလို့ဒုတိယချင်းစီကနေပြီးတော့ကျွန်တော်တို့အနုငွေလာယူတာကိုလက်ခံမယ်ပြီးတော့ကျွန်တော်တို့30ရက်ငွေတွေကိုလည်းဒီစရင်ရှင်းတဲ့တိတိကျကျတို့ပြန်ပေးမယ်ပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုနဲ့ ာရှိရဲ့တောက်ခံတဲ့ငွေတွေကနေပို့လာတဲ့ငွေတွေကိုကျမတို့စေဘေးတဲ့ပြည်သူတွေကျမတို့ကပြန်ပေးတယ်ငင်းငင်းရေဖော်ဆောင်ရမှာပြည်သူတွေကလူလူလလရှိနေတာကိုဖော်ပြတဲ့ဒီလူလူလှုပ်ရှားမှုမှာတရောင်တနေရာကနေပါဝင်သွားမယ်လို့ငင်းငင်းရေတချင်းတွေကိုအတိကရေးသားတည်ဆူနေတဲ့ကိုစောဖိုးကွာကဆိုပါတယ်အခုလာလေ့လာတယ်သူတို့ဘာတွေလုပ်မလဲသူတို့ဘလို့တွေဟိုဟာဖြစ်မလဲပြီးရင်ကျွန်တော်ကသူတို့ရဲ့ ဒီလိုမျိုးဆွေးနွေးပြီးတော့မှထွက်ပေါ်လာတဲ့အဖြေတွေကနေဘယ်တော့ပင်နေရာနေကျွန်တော်ပါဝင်လို့ရမလဲဆိုတာကိုကျွန်တော်အခုလာတော့လက်ရောက်ပြီးတော့လေ့လာခြင်းဖြစ်ပါတယ်အကောင်းဆုံးပါဝင်နိုင်ဖို့အတွက်ပြီးလို့ရှိရင်ကျွန်တော်ကျွန်တော်က တိတိကားကားနာတိလာပြီးဆိုရင်ကျွန်တော်တို့ train ထဲမှာဝင်နိုင်တဲ့အရာတခုကျွန်တော် site ဘက်ကနေအကောင်းဆုံးပါဝင်နိုင်လို့တော့ကျွန်တော်ပြောလင့်ထားပါဟုတ်ကဲ့ဒီအစည်းအဝေးကိုအရင်ယူတဲ့တန်ခမ်းမမှာကျင်းပဖို့စီစဉ်ခဲ့ပေမဲ့အဆင်မပြေတော့တဲ့အတွက်ဥချင်မောင်လက်ဖက်ရည်ဆိုင်ကိုနေရာပြောင်းရွှေ့ကျင်းပခဲ့ရတာနဲ့ပတ်သက်ပြီးဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရန်ကုန်တောင်ပိုင်းခရိုင်အဖွဲ့ဝင်ကိုမင်းသွေးတိကအခုလိုရှင်းပြခဲ့ပါတယ်။ ဆိုတော့ကျွန်တော်တို့ကလုံခွင့်မရလို့ဒီဘက်ကိုပြောင်းလာတာပါ။ဘာကြောင့်လုံခွင့်မရလဲဆိုတော့ဒီ user sand ခံမအောင်တင်တဲ့နေရာမှာကျွန်တော်တို့ရဲ့လိုအပ်ချက်တစုံတရာကျွန်တော်ဘက်ကရှိသွားတယ်။အဲ့ပုံမှာဒီခံမမရခဲ့တဲ့အတွက်ကျွန်တော်ချက်ချင်းပဲဒီမနက်မှကျွန်တော်အချိန်နေပြရတဲ့အခါမှာချက်ချင်းပဲဒီဦးချစ်ဆိုင်ကျွန်တော်ပြောင်းလိုက်တာပါ။ အစည်းအဝေးကိုကျောင်းသားလူငယ်အဖွဲ့အစည်းစုစုပေါင်း50ကျော်တက်ရောက်ခဲ့ပြီးတက်ရောက်လာသူများတဲ့ကငင်းငင်းရေလူလူလှုပ်ရှားမှုအတွက်29ဦးကော်မတီကိုယာယီဖွဲ့စည်းလိုက်ပါတယ်။ဖွဲ့စည်းလိုက်တဲ့ကော်မတီထဲမှာကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဒီမိုကရေစီအင်အားစုရွှေမင်းသားဖောင်ဒေးရှင်းရန်ကုန်လူငယ်ကွန်ရက်ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားများကွန်ရက်ကိုကိုကျိုးနိုင်ငံအင်အားစုလူပောင်တဲ့လူငယ်အစရှိတဲ့အဖွဲ့အစည်းများစွာကကိုယ်စားလှယ်တွေလည်းပါဝင်လာတာတွေ့ရပါတယ်။